ားပါရှင်လူခွင့်ဥတီတဲ့ Federal Sniss ဆိုတဲ့ခေါင်းစဉ်နဲ့မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ Federal ပြည်ထောင်စုကိုဘယ်လိုတိဆောက်သွားကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းနဲ့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်နေတဲ့အကြောင်းနဲ့ဒီဆွေးနွေးပွဲတွေအပေါ်ကိုလူခွင့်ရေးရှုထောင့်ကနေတုံ့သက်ထားတာကိုတင်ဆက်ပေးသွားမှာပါရှင် 21ရာစုပင်လုံညီလာခံပထမအကြိမ်ပြီးမှတော့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ပြင်ဆင်မှုတွေရှိနေပါတယ်။ကရင်ပြည်နယ်ချင်းပြည်နယ်ပို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့တနင်္သာရီတိုင်းပဲခူးတိုင်းတို့မှာလည်းဒေသအလိုက်မျိုးနွယ်စုလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပပြီးပြီဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS SSA ကဦးဆောင်ပြီးရှမ်းနိုင်ငံရေးပါတီတွေရှမ်းအရက်ဘက်လူမှုအဖွဲ့အစည်းတွေအားလုံးပါဝင်ပြီးတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပဖို့ပြင်ဆင်ထားကြတာပါရှမ်းပြည်နယ်မှာတော့နယ်မြေရွေးချယ်ရေးအပိုင်းမှာအခက်အခဲလေးတွေရှိနေသေးတဲ့အတွက်ဒီကနေ့အချိန်ထိမကျင်းပနိုင်သေးပါဘူးဒီမင်းဆရာမင်းခွန်းကတခုပဲရှိတာဗျလေဒီရှမ်းလူမျိုးလိုက်လောက်တာရှမ်းပြည်နယ်အမြုပ်တော်မှာဖြစ်တဲ့တောင်ကြီးမှာဘာလို့ပေးမလောက်တာလဲပေါ့ဟုတ်ပြီဒါဆိုတောင်ကြီးမလောက်ဘူးကျွန်တော်တို့ရှမ်းရဲ့ဟိုဟိုတမိုင်းမတိုင်တခုဖြစ်တဲ့ပင်လုံးမှာဘာဖြစ်လို့ပေးမလောက်တာလဲပေါ့ ။ဘာဖြစ်လို့ကျွန်တော်တို့ရှမ်းလူမျိုးတွေဟိုဟိုမြို့တတိလေးမှာတွားလောက်ခံတယ်လဲပေါ့။ဒါကကျွန်တော်တို့ကဒီအခုဆွေးနွေးတွေ့ဆုံဆွေးနွေးမှုမှာကျွန်တော်တို့တန်းတူညီမျှရေးကိုလည်းပြောကြတယ်ပေါ့လေ။ကိုပိုင်ပြတ်ထန်းခွင့်ကိုလည်းပြောကြတယ်ပေါ့လေ။ဒါဆိုရင်ကျွန်တော်တို့မိစ္ဆာရှိတာတန်းတူညီမျှရေးကဘယ်မှာလဲပေါ့။ဟို current ဆိုရင်တော့ပြင်သူကဖမ်းမှာလုပ်လို့ရတာပေါ့လေ။ channel ကျန်တဲ့တက်ဆိုင်ရတက်ဆိုင်ရဖွဲ့တယ်ပေါ့လေ ABS DF ဆိုရင်ရန်ကုန်တိုင်းလောက်လောက်တာပဲမန္တလေးတိုင်းလည်းလောက်တယ်အဲရယောတီတိုင်းလည်းလောက်တယ်အဲ့လိုပေါ့လေဘာဖြစ်လို့ကျွန်တော်တို့ရှမ်းကိုကျွန်မဟိုနေရာမလောက်နဲ့ဒီနေရာမလောက်နဲ့ဘာဖြစ်လို့တားရတလဲပေါ့ဒါတွေကမေးခွန်းတွေပါဒီလိုစကူတူအမျိုးသားဆက်နိုင်ငံရေးဆွေးနွေးပွဲတွေကလည်းရရှိလာတဲ့အချက်လက်တွေကိုတော့ဒုတိယအကြိမ်ပြုလို့မဲ့၂၁ရာစုပင်လုံညီလာခံမှာတိုင်းရင်းသားမျိုးနွယ်စုတွေလိုက်တင်ပြဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဒီကနေ့ဖြစ်ပေါ်နေတဲ့အနေအထားတွေအရာ ရရှိလာတဲ့အချက်လက်တွေကို21ရာစုဒုတိယအကြော့ပင်လုံညီလာခံကိုတင်ပြဆွေးနွေးသွားမယ့်အချက်လက်တွေဟာအားရကျေနပ်မှုတစုံတရာမရှိနိုင်သေးဘူးလို့သုံးသပ်မှုတွေကလည်းရှိနေပါတယ်။နိုင်ငံရေးဆွေးနွေးမှုမူပေါင်းဆွေးနွေးပွဲဆုံးဖြတ်ချက်တွေအရအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပခွင့်ရထားတဲ့ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ဒီကနေ့အချိန်ထိမကျင်းပနိုင်သေးပါဘူး။ ကျင်းပပြုလုပ်ခွင့်ရထားတဲ့ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်ကရလတ်တွေမှာတော့ချင်းပြည်နယ်ရဲ့ရလတ်တွေဟာတကယ်ပဲချင်းတစ်မျိုးသားလုံးအတွက်ကိုစားပြုမှုဘလောက်ရှိသလဲအချင်းတို့အတွင်းမှာကျင်းပခွင့်ရလိုက်တဲ့တနင်္သာရီတိုင်းနဲ့ပဲခူးတိုင်းကရလတ်တွေကရောဒေသတစ်ခုလုံးကိုကိုစားပြုမှုရှိရလားဆိုတာမေကွန်းထုတ်ဆရာတွေအရန်ကိုများပြားနေတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းကတော့အဓိကအားဖြင့်မူပေါင်းမှာပါတဲ့အချက်လက်တော်တော်များများကတော့ သဘောတူညီမှုရရှိပြီးသားဖြစ်ပေမဲ့အဓိကအချက်တချို့တွေကတော့ကျန်နေသေးတယ်လို့ဆိုပါတယ်။အရန်ရင်းကြီးတဲ့ပိုင်းဆိုတာကဒီဘယ်ဖွဲ့စည်းတွေဘယ်လိုအကျိုးစားနဲ့ပါမလဲပေါ့။ဟိုတမ်းတော့အစိုးရလွတ်တော်ပေါ့လေ။ဒီတိုင်းနာလက်နက်ကန်ဖွဲ့စည်းနိုင်ငံပါတီများစုဖွဲ့ပေါ့လေ။အစုဖွဲ့ဘလောက်ကိုဘလို့နာလူကြီးဘလောက်ပါမလဲပေါ့။အစုဖွဲ့ကိုဘလို့တတ်မှတ်မလဲဆိုတဲ့ဟာပေါ်မှာစုံချက်ချက်မကြတယ်ဘူး။ နောက်ပြီးတော့ဒီဆုံးဖြတ်ချက်ချမှတ်တဲ့ပုံစံပါလေဟိုနောက်ပိုင်းကျရင်ကျွန်တော်တို့ဒီ proposal တွေပေါ့ဟိုဟိုအဆိုပြုလွှာတယ်နော်အာနိုင်ငံရေး policy option တွေပါလေနိုင်ငံရေးဆိုင်ရာဟိုအကြံပြုချက်တွေအဆိုပြုချက်တွေအမူကျမ်းတွေများ ရောက်လာပြီဆိုတဲ့အချိန်မှာဆုံးဖြတ်ချက်ချမှတ်ဖို့ရှိပါတယ်ဆုံးဖြတ်ချက်ချမှတ်တဲ့အချိန်မှာဘယ်လိုဆုံးဖြတ်ချက်ချမှတ်မလဲပေါ့မူပေါင်းအဟောင်းမှာကတော့ဖြင့်ဒီကိစ္စရည်ကြီး၃ခုပေါ့လေဒီ Federal ပြည်တော်စုဖက်စီပုံနဲ့ပတ်သက်တဲ့ကိစ္စရည်ဒီတမတော်ကာကွယ်ဆိုင်ရာအာမူဝါဒရည်နောက်ပြီးတော့လုံခြုံရေးဆိုင်ရာပြန်လဲပေါင်းစည်းခြင်းပေါ့လေအဲ့ဒီကိစ္စ၃ရက်ကိုဆုံးဖြတ်မယ်ဆိုရင်တော့ဖြင့်ဟိုအစုဖက်တစ်ခုချင်းစီရဲ့ ကနစံ900ခန်းလုံးအပေါင်းတက်ရောက်ပေါ့လေအဲ့လိုပုံစံမျိုးရှိထားပါတယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာရောဒီနိုင်ငံရေးဆွေးနွေးမှုအစင်းစင်တွေမှာရော NCA အရာပဲဖြစ်ဖြစ်အစည်းအဝေးဆုံးဖြတ်ချက်တွေအရာပဲဖြစ်စေနိုင်ငံရေးဆွေးနွေးပွဲအစင်းစင်ကိုဦးဆောင်မှုတာဝန်ရှိတာကတော့ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတဲ့ကော်မတီဖြစ်တဲ့ UPDJC ရဲ့အလုပ်ဖြစ်ပါတယ်ဒါပေမဲ့အခုခါမှာ UPDJC ရဲ့အခန်းကဏ္ဍကလည်းပြောင်းနေတယ်လို့ဆက်ပြောပါတယ် မြူတာစစ်နိုင်ငံရေးဆွေးနွေးပွဲကိုလုပ်ရမယ်မလုပ်ရမယ်ဆိုတာက UPDG ရဲ့ဆုံးဖြတ်ချက်မဟုတ်ပဲနဲ့သူကတခြားဘေးအဖွဲ့အစည်းတစ်ခုဆုံးဖြတ်တယ်လို့ဖြစ်ဖြစ်နေတာပေါ့လေအဲ့ဒါကအော်ဥမ္မာပုံစံတစ်မျိုးနဲ့လှုပ်ရှင်နေဆိုရင်လည်းလှုပ်ပေါ့လေဒါပေမဲ့ NCA တိုင်းလိုလည်းပြောကြတယ်ပေါ့လေကျွန်တော်ကလည်းဒီပေါ်မှာဟိုအပြည့်ကဟိုပြီးပြည့်စုံတယ်ဆိုပြီးယုံကြည်ထားတာမဟုတ်ဘူးလေ NCA ဒါပေမဲ့ဒါပေမဲ့ NCA တိုင်းလှုပ်မယ်လို့လည်းပြောတယ် ဒါပေမဲ့ဒီကလုံလောက်လှုပ်ဆောင်တဲ့ချိန်မှာဟိုတကယ်တောင်းရှိတဲ့အဖွဲ့အစည်းကမလှုပ်ပဲနဲ့ဘာဖြစ်လို့ဘေးကအဖွဲ့အစည်းတွေကဒါကိုတောင်းယူပြီးလှုပ်နေတယ်ပေါ့အဲ့ဒါဆိုရင်ကောဒါကဟိုမော်နီလောင်းမှန်ရလားပေါ့ရှင်းပြန်တာဟောဘယ်လိုခေါ်မလဲတောင်းဝင်တဲ့လှုပ်ပိုင်ခွင့်မကွဲတာလားပေါ့အမျိုးသားအစ်စ်နိုင်ငံရေးဆွေးနွေးပွဲတွေကိုတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားကြတဲ့တိုင်းသားတော်လိုင်းရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကဥဆောင်ပြီးတော့သူ့ဒေသအလိုက်သူ့မျိုးနွယ်စုလိုက်ကျင်းပရတာဖြစ်ပါတယ်ကချင်ပြည်နယ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကချင်နိုင်ငံရေးပါတီတခုကခေါင်းဆောင်တဦးကိုမေးကြည့်ဖြစ်ခဲ့ပါတယ်။အဲကျွန်တော်အနေနဲ့ဒီကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီဆိုတဲ့၄ပါတီပါဝင်တဲ့ပါတီကနေအဲလွန်ခဲ့တဲ့ဇန်နဝါရီလ25 26မှာကျွန်တော် ီနိုင်ငံရေးတွဆုံမှုအမျိုးသားအဆင့်ကို အကျိုးကို ပြုလုပ်ခဲ့ပါတယ်အဲ့ဒီနေရာမှာကျွန်တော်အဲကချင်နိုင်ငံရေးပါတီကနေပြည်နေကချင်ပြည်နေဆိုင်ရာအဲအခြေခံဥပဒေအခြေခံအဲ constitution ကိုရေးဆွဲနိုင်ခဲ့ပါတယ်အဲဒါကတော့အကျိုးရေးဆွဲတာဖြစ်ပါတယ်အဲကျွန်တော်အကုန်လုံးတရားဝင်လုပ်လို့မရဘူးဒါပေမဲ့ကျွန်တော်လုပ်တာပဲအဲကျွန်တော်လုပ်နိုင်တဲ့ဘက်ကနေလုပ်တယ် အခုလုံနေတဲ့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာစစ်မှန်တဲ့ဖရက်ပြည်ထောင်စုကိုချဉ်ကပ်တဲ့အခြေခံမျိုးမဟုတ်ဘဲနဲ့လွဲမနေတဲ့ဆွေးနွေးပွဲတွေဖြစ်နေတဲ့အတွက်တိုင်းသားတွေလူကျင်တဲ့အခွင့်အရေးတွေဒန်းလူရေးတွေကိုပိုင်ပြဌာန်းခွင့်တွေဆိုတာအလံဝေးတဲ့ဝင်းနေအောင်ပါပဲလို့ဆိုလာသူကတော့ KIO KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့မိုင်ဇာယမ်မှာဖွင့်လှစ်ထားတဲ့ Federal ဥပဒေ Academy ကျောင်းရဲ့ကျောင်းအုပ်ဆရာကြီးဦးအောင်ထူးကဆိုပါတယ်၂၁ပြည်လုံးညီလာခံရင်းချမ်းညီလာခံစစ်တပ်ပြီးတော့မှဖေဖော်ဝါရီလမတိုင်ခင် မှာဒီအမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတော့မယ်လို့ကြေညာပြီးစတင်လုပ်ဆောင်နေပြီအဲ့ဒါရေပရောဆိုအားနည်းချက်ကပါလဲဆိုတော့စစ်မှန်တဲ့ဖယ်ရွယ်ပြည်တော်စုကိုချီးကပ်တဲ့အခြေခံမဟုတ်ဘဲနဲ့ဒီပြည်တော်စနစ်ကချီးကပ်တဲ့အခြေခံဖြစ်သွားရတယ်။ဘာကြောင့်အဲ့လိုပြောလဲဆိုတဲ့အခါကျတော့ဒီပြည်တော်စနစ်ဆိုတာကအထက်ကနေချပြီးတဲ့အောက်ကိုတောက်လျှောက်အောင်နေပေါ်သွားလိုက်ရတယ်။အခုဒီတန်းချီးကပ်သွားရတယ် ဆိုတော့တကယ်တော့ပြည်တော်စုကိုအောက်ခြေကနေစတင်ခြေကမယ်ဆိုရင်အခြေခံကပြည်နယ်ကြီးပဲအဲ့တော့ပြည်နယ်တွေမှာကိုယ်ဝန်ပြတိုင်းဝန်ရှိရတယ်ဒါလူခွင့်ပဲနောက်ပြည်နယ်တွေမှာရှိနေတဲ့ပြည်နယ်သားတွေအာတိုင်းရင်းသားလူမျိုးတွေမှာလည်းကိုယ်ဝန်ပြတိုင်းဝန်ရှိရတယ်ဒါလည်းသူ့အတူအချင်းလူခွင့်ကြီးပဲဆိုတော့ဒီအခြေခံဘောကမချိကပ်ဖဲနဲ့ဘဝချပြီးရဲ့ဇရာကွက်ကြီးအောက်မှာပြပြီးတော့ဒီတိုင်းအောက်စီအချင်း အစင်းစင်ကိုတွားရမယ်ဆိုတာဟာအခြေခံလူခွင့်ရင်ဆန့်ကျင်တာပဲဒီလိုမျိုးအခြေခံလူခွင့်ရေးတွေနဲ့ဆန့်ကျင်နေတဲ့အပြင်အခြေခံလူခွင့်ရေးအရာလက်တွေ့ပိုင်းမှာဘာပြဿနာတွေဖြစ်လာနိုင်လဲဆိုတာကိုလည်းဆက်ပြီးတော့နားထောင်ကြည့်ကြရအောင်ပါဒီအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုတာအမျိုးသားအဆင့်လို့သာပြောထားတယ်အဆင့်ကဒုတိယမှာတော့ရှိတယ်အဲ့သူတို့ရဲ့အထက်မှာပါရှိတယ်ဆိုတော့ကောမဒီအသေးသေးရှိနေတယ်အတွင်းဝအဖွဲ့တွေရှိနေတယ်။နောက် UPDJC ရှိတယ် အဲ့ထဲမှာဟိုလက်မှတ်ထိုးထားတဲ့တိုင်းသားလက်ငယ်အဖွဲ့ကြီးအစိုးရကိုယ်စားလှယ်ကြီးဟာလာအဲ့လိုနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ကြီးကသူတို့အထက်မှာတော့ရှိနေတယ်။ဆိုတော့ဒါကအမျိုးသားအဆင့်မှမဟုတ်ဘူးခင်ဗျာ။အဲ့တော့အမျိုးသားအဆင့်ဆိုပြီးနိုင်ငံရေးမျက်လှည့်ပြတာကိုမင်းလူလူတရက်တရက်လုံးခံနေရတယ်။အဲ့တော့ဒီဇယကွက်မှာပဲရှင်းနေတယ်လေ။ဇယကွက်မှာအမျိုးသားအဆင့်ကအောက်ကဒုတိယအဆင့်ဖြစ်နေတယ်။ဆိုတော့ဒါကတစ်ချက်ဒါကဟိုပြည်သူလူထုကလင်းလေခံရနေဆိုတဲ့အဆင့်ကိုရောက်သွားရတယ်။ အမျိုးသားအစ်စ်နိုင်ငံရေးဆွေးနွေးပွဲတွေကိုလူမျိုးဒေသအလိုက်အကြောင်းအရာတွေကိုအခြေခံပြီးတော့ဆွေးနွေးသွားကြမယ်လို့ဆိုထားတဲ့အတွက်ဒါဟာဆိုရင်လွဲမားတဲ့အချက်တစ်ချက်ဖြစ်နေတယ်လို့ဆရာဦးအောင်သူကဆက်ပြီးတော့သုံးသပ်ပါတယ်ကြဒါဖြင့်လူမျိုးအခြေခံထားတဲ့အဖွဲ့အစည်းကဒေသအကြောင်းမဆွေးနွေးလို့မရဘူးလားနော်လူမျိုးအခြေခံထားတဲ့ဆွေးနွေးမှုကအကြောင်းအရာဆွေးနွေးလို့မရဘူးလားဥပမာဆွေးကြပါစို့ကျွန်တော်တို့ဟိုထိုင်းတိုင်းသား အခွင့်အရေးရတဲ့နယ်ဆိုတဲ့ဟာကအကြောင်းအရာပဲထိုင်းတိုင်းရင်းသားနဲ့ပြည်နယ်သားဘယ်လိုခြားနိုင်ဆိုတာဒါအကြောင်းအရာပဲအဲ့အကြောင်းအရာကိုလူမျိုးအခြေခံတဲ့ဟိုကဆွေးနွေးခွင့်မရှိဘူးလားအဲ့အကြောင်းအရာကိုပဲကျွန်တော်တို့ကတော့ဖြစ်ရင်ကကချင်ပြည်နယ်ပဲပန်းရလားရှမ်းပြည်နယ်ပဲပန်းရလားဆွေးနွေးခွင့်မရှိဘူးလားဆိုတော့ဒီလိုမျိုးမလူလားအဖယ်နဲ့ဟိုအကြောင်းအရာတွေကိုခွဲထားတာခွဲထားတာကသဘောမကျတဲ့ပြဿနာကြီးတက်အောင်မယ်ခွဲလို့မရဘူးဒီကိစ္စရတဲ့ဒီတော့အခြေခံတဲ့အကြောင်းအရာကိုအခြေခံတဲ့ သုံးဘက်ပြန်ဆွေးနွေးလိုက်မယ်ဆွေးနွေးပြီးတော့ထွက်လာရရလက်က conflict ဖြစ်နေမယ်ပြည်ပကဖြစ်နေမယ်မတူကြဘူးဆိုဘလို့သွားဆုံးဖြတ်မယ်ဆိုတော့လက်တွေ့ဆွေးနွေးရဲ့အခါမှာအခက်အခဲဖြစ်နိုင်ဖို့တမင်ချပြရတာကိုယ်သွားလိမ့်မယ်တော့အကြောင်းအရာဘက်ကစဉ်းစားနေတာတွေတမျိုးနော်ဒီတာဘက်ကစဉ်းစားရတယ်ဒီလိုမျိုးဒီလိုအစစ်အစစ်ကွဲသွားအောင်လုပ်တာလည်းပဲနော်ဒီဟောပေါ့ပြည်အောင်စုကြီးတိဆောက်ရေးအတွက်ကိုအကြီးကျယ်အနာဖြစ်စေတယ်ဆိုတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာလူအများကြီးနဲ့ပြန်ပြီးတော့ဆွေးနွေးနေကြမယ်ဆိုရင်ဘယ်တော့မှကိုလိုချင်တဲ့အဖြေကိုရမှာမဟုတ်ပါဘူးတဲ့အခုလက်ရှိလှုပ်ဆောင်နေတဲ့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးတော့ဆရာဦးအောင်သူကအခုလိုဆက်ပြီးတော့သုံးသပ်ပါတယ်။ဒါလို့ဆိုသူ့ကိုပြောလို့ရှိတယ်။နိုင်ငံဆွေးနွေးဆိုတာကျွန်တော်ဖက်ဒရယ်ပြောလို့ဘယ်လိုတိဆောက်မလဲ။ပြည်နယ်ဒီမှာအချုပ်အခြာအနာရှိတင်တာလား။နော်။ဘိုးကအချုပ်အခြာအနာအဓိကယူမလား။ဒါလိုနိုင်ငံကြီးမှာဆွေးနွေးရတယ်။ ဆိုကြပါစို့ပြည်နယ်တွေကအချုပ်ကြရတာပဲဖြစ်တဲ့နယ် state are sovereign ဆိုပြီးဆွေးဇလာမှကျင်းတော့မယ်ဆိုကြပါစို့အဲ့တော့ဆိုရင်ပြည်နယ်တွေမှာမြေယာနဲ့ပတ်သက်တဲ့စီမံခေါင်းဝင်ပိုင်ခွင့်ကတကယ်အဓိကများရပါမယ်ဒါဆိုရင်ဟိုဘက်ကမြေယာကဏ္ဍမှာတော်လှန်မှုတာပေါ့ဆိုတော့နိုင်ငံတော်ကရည်တူမြည်တူလီတူကိုပိုင်နေဆို concept ကလုံးဝချုပ်ငင်းသွားမယ်အဲ့ဒါဆိုရင်မြေယာကိုစဉ်းစားဖို့ကရန်ထုံးပြောင်းဝင်ဖြစ်သွားပြီအဲ့တော့ပြန်ရင်ဆွေးနွေးလို့မရဘူးဆရာတို့ပြောကြတာ step by step သွားရမှာ အဲ့တော့တစ်စိမ်ကြီးတစ်စိမ်သွားတဲ့ခါကျတော့မှဒီဘုံအခြေခံပြီးတော့မှကဲကဲမစီဝိုင်းကိစ္စကိုဆွေးနွေးမယ်။ပြည်နယ်ရေးကအချုပ်အခြာအနာပိုင်းပို့ပြီးတော့ကျင့်သုံးသွားမယ်ဆိုရင်စီဝိုင်းကိစ္စပြည်နယ်ရေးပို့လို့တုတ်သွားတော့မှာပေါ့။ဖယ်ရီဘီတော့အစိုးရကသူအကူအညီပံ့ပိုးယူမယ်ဆင်မယ်ရှိမယ်။ဘဲမှုအပေါ်မှာအခြေခံပြီးဆွေးနွေးကြမလဲ၊ဆုံးဖြတ်ကြမလဲဆိုတော့အတိအကျချမှတ်ပြီးမဆွေးနွေးနိုင်သေးတဲ့ကာလပတ်လုံးမြေယာကိစ္စတဘာဝတည်ရန်ဇာတာကိစ္စတစ်တော်ကိစ္စဆက်ရာတွေကိုအကြည်လေဆွေးနွေးမယ်ဆိုတဲ့ဟာက နှိကုံမချုပ်နိုင်မဲနဲ့ဆွေးနွေးရင်းနေနေပြီးတော့ပဋိပက္ခတွေဖြစ်ပြီးဘာတစ်ခုမှတိကျတဲ့ရလတ်မထွက်လာနိုင်နဲ့27ပင်လုံးနီလာခံပဲဖြစ်သွားလိမ့်မယ်လို့ဆရာဦးအောင်သူကလူခွင့်ရေးရှူထောင်းကနေသုံးသပ်ထားတာဖြစ်ပါတယ်ရှင်